တဲ့ပုံးတစ်လုံးနဲ့တနေ့ဘဏ္ဍာရီလောက်ဆိုရှယ်မီဒီယာတွေအချိန်ပေးနေမိနေလေတနားရီလားတနားရီလားဒါမှမဟုတ်ဆိုရှယ်မီဒီယာရဲ့ထောင်ချောက်ထဲကိုတင်ရောက်မှမသိရောက်ရှိနေပြီလားဒီကျွန်တော်တို့ပြည်တော်မှာတော့ဆိုရှယ်မီဒီယာရဲ့မမြင်နိုင်တဲ့အန္တရာယ်တွေဒီဆိုရှယ်မီဒီယာတွေကလူသားတွေကိုဘယ်လိုဆွဲဆောင်နေလဲဒီဆိုရှယ်မီဒီယာတွေထဲကနေကျွန်တော်တို့ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကိုအတူတူစူးစမ်းလေ့လာကြည့်ရအောင် ဒီ social media တွေကဘာကြောင့်ဒီလောက်ဆွဲဆောင်နိုင်ရတာလဲအကြောင်းရင်းကသူ့ရဲ့ဒီဇိုင်းပါပဲ Facebook, Instagram, YouTube, TikTok လို့ platform တွေကတဲ့ရဲ့အာယုံစူးစိုက်မှုကိုပန်းစားဖို့တမဲဖန်တီးထားတာပါဒီနေရာမှာသိပ္ပံပညာဆိုတာရှိပါတယ်ဥပမာတဲ့ဖုန်းကိုကြည့်နေတဲ့အခါအကြောင်းမျိုးမျိုးကိုအဆက်မပြတ်ပြသနေတဲ့ auto play ဗီဒီယိုတွေ like တွေ comment တွေကတဲ့အုံတော်ကိုအဆက်မပြတ်ကြည့်ရှုခြင်းအောင်လှုပ်ဆော်ပေးနေပါတယ်ဒါကလူတွေကိုဆွဲလန်းစေတယ် ူတည်တဲ့နာတစ်ခုအရာလူတအူးဟာတနေ့မှာဆိုရှယ်မီဒီယာကိုနှစ်နာရီခွဲသုံးနာရီလောက်အချိန်ပေးကြည့်နေတယ်လို့ဆိုကြပါတယ်။ဒါဟာတနေ့မှာရက်ပေါင်း100လောက်ဖြစ်သွားပါပဲ။အဲဒီလိုအဆက်မပြတ်ကြည့်နေတဲ့လေ့ကျင့်ကတင့်ရဲ့အာယုံစူးစမ်းမှုကိုဖျက်ဆီးပြီးအချိန်တွေကိုအလဟသက်ဖြစ်စေပါတယ်။ဒါပေမဲ့ဒီချက်ပိုဆိုးတာတွေလည်းရှိပါသေးတယ်။ social media ရဲ့ထောင်ချောက်တွေကဘာတွေလဲဒီမှာအဓိကအချက်၅ချက်ကိုကျွန်တော်ဖော်ပြပေးပါမယ်။နံပါတ်1အချိန်ဖြုန်းတီးမှု ဆိုရှယ်မီဒီယာကတင်းရဲ့အချိန်တွေကိုမတိမတာခိုးယူနေပါတာဥပမာ9မိနစ်လောက်အချိန်ပေးပြီးကြည့်မယ်ဆိုပြီးစလိုက်ရင်ကနေတနာရီလောက်အချိန်ကုန်သွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒါကတင်းရဲ့ကိုယ်ပိုင်ဘဝအလုံးချိန်မိသားစုချိန်တွေကို ထိခိုက်စေပါတယ်နံပါတ်1စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဆိုရှယ်မီဒီယာပေါ်မှာလူတွေကသူတို့ရဲ့အကောင်းဆုံးဘဝတွေကိုပဲချပြတတ်ပါတယ်ဒါကိုကြည့်ပြီးတဲ့အတင်းကလည်း ဆိုရှယ်မီဒီယာပေါ်ကဘဝတွေနဲ့တင့်ဘဝကိုနှိုင်းယှဉ်ပြီးငါဘဝကမလုံလောက်ဘူးမပြည့်စုံဘူးဆိုတဲ့ခံစားမှုမျိုးကိုလည်းဖြစ်မေါ်စေပါတယ်။အတုတေသနာတွေအရဆိုရှယ်မီဒီယာကိုအလွန်ကျွံသုံးတဲ့သူတွေမှာစိတ်တက်ကြတာစိုးရိမ်ပူပယ်မှုတွေပိုများတယ်လို့ဆိုကြပါတယ်။နံပါတ်3သတင်းချက်လက်ဆိုရှယ်မီဒီယာကသတင်းအချက်အလက်တွေကိုတဟုန်လို့ပေးနေပါတယ်။ဒါပေမဲ့ဒီအချက်အလက်တွေထဲမှာပမှန်ကန်တဲ့သတင်းတူတွေလှည့်ပြတဲ့အကြောင်းအရာတွေလည်းပါတတ်ပါတယ်။ ဒါကတင့်ကိုရှုပ်ထွေးစေပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုလည်းချမှီစေပါတယ်။အနံမလေးဆွဲလန်းမှုဆိုရှယ်မီဒီယာကိုဆွဲလန်းလာတဲ့အခါတင့်ရဲ့အိတ်ဆက်မှုကျန်းမာရေးဆက်ဆံရေးတွေကိုထိခိုက်စေပါတယ်။ဒါကလောကစားဆွဲလန်းမှုနဲ့တောင်နှိုင်းယှဉ်လို့ရပါတယ်။အနံမကကိုရီးကိုတာလုံခြုံမှုတင်တင်လိုက်တဲ့တမို့တော့ပို့တစ်ခုကတင့်ရဲ့ကိုရီးကိုတာအချက်လက်တွေကိုပေါ်ထုတ်နိုင်ပါတယ်။ဒါတွေကိုကုမ္ပဏီတွေကတင့်ကို ပြစ်မှတ်ထားပြီးကြော်ညာဖို့အသုံးပြုနေပါတယ်။ အပူဆိုးတာကစိုက်ပါရာဇဝတ်သားတွေကဒီအချက်လက်တွေကိုအလွဲသုံးစားလုပ်နေကြတာပဲဖြစ်ပါတယ်။ဒီဆိုရှယ်မီဒီယာရဲ့ထောင်ချောက်ထဲကနေလွတ်မြောက်ဖို့ဘာတွေလုပ်လို့ရလဲ။ဒီမှာလက်တွေ့ကျတဲ့အချက်၅ချက်ကိုကျွန်တော်ကြံပေးထားပါတယ်။နံပါတ်၁အချိန်ကတ်သက်ထားခြင်း။ဆိုရှယ်မီဒီယာအတွက်တစ်နေ့ကိုမိနစ်30ဒါမှမဟုတ်တစ်နာရီလောက်ပဲအချိန်ပေးပါ။ဖုန်းထဲက screen တိုင်းလို app တွေကိုအသုံးပြုပြီးတော့ကတ်သက်ထားလို့လည်းရပါတယ်။နံပါတ်၂ဖုန်းကိုအချိန်တိုင်ချထားလိုက်ပါ။ ညာအိယာဝင်ကနေမှာပုံးကိုမကြည့်ပါနဲ့အိယာဘေးမှာပုံးထားမဲ့အစားဆောက်တုပ်ထားပြီးဖက်ကြည့်ပါအနမတုံးအကြောင်းအရာတွေကိုရွေးချက်ပါတကယ်လို့တင်ကတနေ့ကိုနိုင်ွက်တို့မဟုတ်တနေ့တော့ပဲဆိုရှယ်မီဒီယာကိုကြည့်မယ်ဆိုရင်တင့်ကိုအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုပဲလိုက်ကြည့်ပါဥပမာပညာရေးအားကစားအမှုပညာလိုအကျိုးရှိတဲ့အကြောင်းအရာတွေကိုရွေးချက်ပြီးအပြည့်သဘောဆောင်တဲ့အကြောင်းအရာတွေကိုရှောင်ကြပါအနမလေးတကယ်ဘဝတွေကဆက်ဆံရေးကိုဦးစားပေးပါ ဖုန်းထဲမှာတငယ်ချင်းတွေထားတိတ်ပေးမှရှိနေတဲ့မိသားစုတငယ်ချင်းတွေနဲ့အခြေပိုးပေးပါ အတူထမင်းဆိုင်ရဲ့စကားပြောတာတွေအပြင်ထွက်လျှောက်သွားတာမျိုးတွေကပုံပြီးအထိပဲရှိပါတယ်။အနမကဒီဂျစ်တယ်ကိုတီတွတ်လောက်ပါ။တပတ်မှတရက်လောက်ဆိုရှယ်မီဒီယာကိုလုံးဝမသုံးမဲ့အနားယူပါ။ဟာဒါကတည့်ရဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုလည်းပြန်လည်အားဖြစ်ပေးပါလိမ့်မယ်။ဆိုရှယ်မီဒီယာကကျွန်တော်တို့ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပေမဲ့ကျွန်တော်တို့ကိုထိန်းချုပ်စရာမလိုပါဘူး။ ဒီနေ့ပြပြခဲ့တဲ့အကြံဉာဏ်တွေကိုလိုက်နာပြီးတင်းဘွားကိုပြန်လဲထိန်းချုပ်လိုက်ပါတင်းကိုယ်တိုင်ကတင်းဘွားရဲ့တက်ခင်ပါဆိုရှယ်မီဒီယာကိုထိန်းချုပ်ပြီးပုံမကောင်းမွန်တဲ့ဘွားတစ်ခုကိုဖန်တီးလိုက်ကြရအောင်ဒီနေ့ဗီဒီယိုလေးကတော့ဒါပါပဲအဆုံးထိကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြမယ်